မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မလေးရှားနိုင်ငံတွင်ယနေ့စတင်ပြီး56ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်မြန်မာအရေးကထိတ်တန့်ကိစ္စအဖြစ်ပါဝင်နေပြီးစစ်ကောင်းဆောင်မယောင်လိုက်တက်ရောက်ခွင့်ဆက်လက်ပိတ်ပင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မလေးရှားနိုင်ငံကွာလာလံပူမြို့တွင်ယနေ့စတင်ပြီ46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်မြန်မာအရေးကထိပ်တန်းအဖြစ်ပါဝင်နေပြီးစစ်ကောင်စီဘက်မှစစ်ကောင်ဆောင်မင်းအောင်လိုင်တက်ရောက်ခွင့်ကိုဆက်လက်ပိတ်ပင်ကစစ်တပ်၏အစစ်နှိမ်ကိုယ်စားလှယ်တက်ရောက်မည်ဖြစ်ကြောင်းမလေးရှားမှလာသောသတင်းများအရသိရှိရပါသည်မလေးရှားနိုင်ငံတွင်ယနေ့တနင်္လာနေ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပြုလုပ်မည်ဖြစ်ပြီးဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များဆွေးနွေးကြမည်ဖြစ်ကြောင်း ချိတ်သီးအစည်းအဝေးတွင်ဆွေးနွေးမိအကြောင်းအရာများတွင်အမေရိကန်၏တိုးမြင့်သောအကောက်ခေါ်မြမအရေးနှင့်တောင်တရုတ်ပင်လယ်ရှိရေပိုင်နက်အငင်းပွားမှုများကိုဆွေးနွေးမိဖြစ်ကြောင်းမြမအရေးကလည်းထိတ်တန့်ဦးစားပေးအဖြစ်ပါဝင်ကြောင်းသိရှိရပါသည် ဖွဲ့ဝင်နိုင်မှုနှင့်ရေရှည်တည်တံ့ခိုင်မြဲရေးခေါင်းစဉ်ဖြင့်နှရက်ကြပြုလုပ်မည့်အာဆီယံထိပ်သီးဆွေးနွေးပွဲတွင်အဖွဲ့ဝင်10နိုင်ငံသည်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလုံခြုံရေးနှင့်ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုအပါအဝင်ဒေသတွင်းကိစ္စများကိုဆွေးနွေးမည်ဖြစ်ကြောင်းထိပ်သီးအစည်းအဝေး၏အလဲကျသဘာပတိအဖြစ်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်သည်ထိပ်သီးအစည်းအဝေးကိုဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည်ဖြစ်သည်။ ထိပ်သီးအစည်းအဝေးပွဲမတိုင်မီအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါကအာဆီယံအဖွဲ့အတွင်ဖူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ရန်ဒေတာရင်းစည်းပွားရေးအကျိုးစီးပွားများမြင့်တင်ရန်နှင့်ယင်းနှောင့်နှံမှုဆိုင်ရာအစပြုမှုများကိုမြင့်တင်ရန်အဓိကထားလှုံ့ဆော်သွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါရယ်အာဆီယံအနေဖြင့်၎င်း၏ငွေကြေးရန်ပုံငွေကိုတိဆောက်ရန်နှင့်ဒေတာတွင်ဗန်နာရေးလုံခြုံရေးကိုမြင့်တင်ရန်အစီအစဉ်များကိုပါထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်၍လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရင်းနဲ့ပြည်ပခါဖြစ်နေသောသက်ဆိုင်သူများအကြားစစ်ဆက်ညီနိုင်ရေးကိစ္စရပ်များမြန်မာနိုင်ငံဆိုင်ရာအာဆီယံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရေးညီနိုင်ဆွေးနွေးမှုများလည်းပါဝင်မည်ဖြစ်ကြောင်းသိရပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးသို့စစ်ကောင်စီ၏နိုင်ငံသားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်အောင်ကျော်မိုးဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ကတက်ရောက်မည်ဖြစ်ကြောင်းသိရှိရပါသည်။ မြမအရေးဆွေးနွေးမှုများတွင်အကြံဖတ်မှုရတန်ရေးအားလုံးပါဝင်နိုင်သည့်ဆွေးနွေးမှုစတင်ခြင်းနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခြင်းတွင်မြင်သာထင်သာရှိသောတိုးတက်မှုမရှိခြင်းအပေါ်လက်ရှိထိတွေ့ဆက်ဆံမှုမူပေါင်း၏ထိရောက်မှုနှင့်ကန့်သက်ချက်များကိုအာရုံစိုက်ဖွယ်ရှိသည်ဟုသတင်းများကဆိုပါသည်။အာနာသိမ့်ပြီးနောက်အာဆီယံခေါင်းဆောင်များကိုမင်းအောင်လိုင်တွားရောက်တွေ့ဆုံပြီးအခြေအနေကိုရှင်းပြခဲ့တော်လဲအာဆီယံကမင်းအောင်လိုင်ကိုအတိအမှတ်မပြုဘဲဘုံသဘောတူညီချက်၅ရက်အကောင့်ထဲပေါ်ရန်ဆုံးဖြတ်ခဲ့သည်။ ဆက်လက်ပြီးအကြံဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများဆိုရလာသဖြင့် NUG ပညာရေးကျောင်းများအလုံးယာယီခိတ္တပိတ်ထားရန်ပြည်ထောင်စုဝန်ကြီးညွှန်ကြားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အကြံပေးစစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုများဆိုရလာသဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိကျောင်းများအားလုံးယာယီခိတ္တပိတ်ထားရန် NUG ပညာရေးပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုကရမန်နေ့ကညွှန်ကြားချက်တရချုပ်ပြန်ပါရယ်နိုင်ငံတော်အာဏာကိုစစ်တပ်မှမတရားသိမ်းပိုက်ပြီးချိန်မှစ၍အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနသည်ကလေးလူငယ်များပညာသင်ကြား권မဆုံးရှုံးစေရေးအတွက်ဂျားကာလာပညာရေးကိုနီလန်းမျိုးစုံဖြင့်ဖော်ဆောင်သင်ကြားပေးလျက်ရှိကြောင်း ယခုအချိန်တွင်မတရားအာဏာသိမ်းစစ်တပ်သည်စာသင်ကျောင်းများ၊ဆေးရုံများစသည့်လူစုလူဝေးရှိနေရာများကိုလေကြောင်းမှနှီးလန်းမျိုးစုံဖြင့်ဘုံကျဲခြင်း၊ဆက်တနက်များဖြင့်ရွေကျက်ရှိရှိဖြစ်ခတ်တိုက်ခိုက်ခြင်း၊တာဝေးဖြစ်လက်နက်ကြီးများဖြင့်ဖြစ်ခတ်တိုက်ခိုက်ခြင်းတို့ဖြင့်လူသားများအပေါ်ဆေးရဇဝဲမှု War Cry Against Humanity ကိုနေ့စဉ်ဆိုးရွားစွာကျူးလွန်လျက်ရှိကြောင်း NUG ဝန်ကြီးဒေါက်တာစောဝေစိုးဤညွှန်ကြားချက်တွင်ဖော်ပြထားပါသည်။ နိုင်ငံသားကောင်းရတနာကလေးတငယ်များဆရာဆရာမများနဲ့ပြည်သူများအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာန၏အတိအမှတ်ပြုမှုချိတ်ဆက်ပူပေါင်းမှုတို့ဖြင့်မြေပြင်တွင်ဖွင့်လှစ်တင်ကြားနေသောအခြေခံပညာပြည်သူအခြေပြုပညာရေးကျောင်းများအစိမ့်ပညာကျောင်းများနှင့်တမွေးပညာကျောင်းများအလုံးဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများဆောင်ရွက်နေစဉ်အတွင်ခိတရာယီရန်နာထားရန်ညွှန်ကြားလိုက်သော ညွှန်ကြားချက်ကိုသက်ဆိုင်ရာအစဉ်စဉ်သောတာဝန်ရှိအဖွဲ့အစည်းများမှကြီးကြပ်ကူညီပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်နှင့်တင်ကြားတင်ယူမှုစဉ်ဆက်မပြတ်စေရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောမူဝါဒများလမ်းညွှန်ချက်များအတိုင်းဆောင်ရွက်ပေးရန်ပညာရေးဝန်ကြီးဌာနကမြစ်တာရက်ခံချပါရယ်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အကြံဖက်ကောင်စီ၏လေကြောင်းတိုက်ခတ်မှုများကိုရှောင်ရှားပြီးဘေးကင်းစွာပညာသင်ယူနိုင်ရေးအတွက်ဤလမ်းများရှာဖွေလျက်ရှိကြောင်း UNG ပြည်ထောင်စုဝန်ကြီးချုပ်ယော ဒေါ်ရီစုတ်ကွင်းရှိသူဦးနေဖုံလက်ကသတင်းဌာနနဲ့တွဲဆုံမေးမြန်းခန်းတွေထုတ်ဖော်ပြောဆိုထားပါတယ်။ဆက်လက်ပြီး AA နဲ့ PDF များဝင်ရောက်လာမည်ဟုဆိုကအင်ကပူမြို့နယ်နဲ့ဘိုးကလေးမြို့နယ်တို့တွင်စစ်တပ်ကစစ်သားများအကြီးအကျယ်စုဆောင်ပြီး ရက်တို့ပြစ်ခတ်မှုတင်တယ်များဇက်တိုက်ပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ AOD တိုင်းတွင် AA နဲ့ BDF များဝင်ရောက်လာပြီဟုဆိုကာအင်ကပူမြို့နယ်နှင့်ဘိုးကလေးမြို့နယ်တို့တွင်စစ်တပ်ကစစ်သားတင်များအကြီးအကျယ်စုဆောင်းပြီးစစ်တင်တယ်များဇက်တိုက်ပေးနေကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါတယ်။ AA နဲ့ BDF များဝင်ရောက်လာ၍လေးမျက်နှာမြို့နယ်တွင်တိုက်ပွဲများဖြစ်ပွားပြီးနောက်အင်ကပူမြို့နယ်မဲစလီကောခွင်းကောက်တို့တွင်စစ်သားများအကြီးအကျယ်စုဆောင်းနေပြီးတီးသူစစ်တင်တယ်များပို့ချလျက်ရှိကြောင်း ခြေရွာများတွင်နေစဉ်လူငယ်များစက်တိုက်ဖမ်းဆီးခံရကြောင်းတပ်သားတွေများစုဆောင်းရာတွင်စစ်တပ်ကတိုက်ရိုက်ဖမ်းဆီးခြင်းမရှိတဲ့ကဲ့သို့ခြေရွာအုပ်ချုပ်ရေးအဖွဲ့နှင့်ပြူစောတီများဖမ်းဆီးပို့ဆောင်မှုများရှိနေကြောင်းသိရပါသည်။အင်ကပူမြို့နယ်တွင်အ धिक အားဖြင့်အမှန်ကားတက်မတော်တက်မြင့်လေးချင်းရေးကြောင်းတကကငါတွင်စစ်မှုထမ်းတပ်သားတွေများကိုအ धिक စုဆောင်းနေခြင်းဖြစ်ပြီးအဆိုပါတကကငါမှစစ်မှုထမ်းတပ်သားများမှ AA နှင့် PDF များကိုအ धिक အခုခံပြီးတပ်သားတွေများထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်းသိရှိရပါသည်။ တက္ကကငါကတော့အင်ကပူမျိုးနယ်မှာရှိတဲ့မဲဆလီကုန်းမျိုးခွင်းကောက်ဒေတာလူငယ်တွေအကုန်လုံးပါပဲပေါ်တာဆွဲပြီးအဲ့ဒီမှာစည်ရေးလေ့ကျင့်ပေးတာရက်တို့ပဲနောက်ပြီးမဲဆလီကုန်းမျိုးမှာလည်းရက်တို့ပြစ်ခတ်မှုသင်တန်းတွေပေးနေတယ်ခွင်းကောက်ဘက်ရွာတွေမှာလည်းနေတိုင်းလူငယ်တွေပေါ်တာဆွဲခံရတာတွေဖြစ်နေတယ်ဘယ်လူငယ်မှရွာမှာမနေရဘူးညာအိမ်ရင်တော်ရဲသွားအိမ်ရတယ်စစ်တပ်ကဝင်ပြီးခဏခဏပေါ်တာဆွဲနေလို့ဟုဒေသခံတအူးကပြောဆိုပါတယ် ။ထို့ပြင်အင်ကပူမြို့နယ်ခွင်းကောက်ဒေသနွားချံကျေးရွာအုပ်စုတွင်စစ်တပ်တရင်ပေသိန်းစောတက်ကြက်သိန်းထွန်းဤမိမတင်းတင်းမိုမိနီတို့ကစစ်တပ်အတွက်စစ်သားတစ်စုဆောင်ပေးခြင်းနဲ့စစ်မှုထမ်းအကျုံးဝင်သည့်လူငယ်များတွေ့ရှိပါကတာကကငါထံသို့ဖုံးဆက်ကဖမ်းဆီးခိုင်းကြောင်းစစ်တပ်ကတရင်ပေးနေအမာခံများကိုလှောက်ကစစ်သားတင်များဖမ်းဆီးခိုင်းခြင်းနဲ့တရင်ပေးခိုင်းခြင်းများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။ အင်ကပူမျိုးနဲ့ခရက်ရွာသားတက်ဦးနွားချံအုပ်စုခုံးတောင်ကြီးရွာဘက်မှာငါးသွားရှာရင်တရင်ပေတွေကဖုံးဆက်ပြီးဖန်ခိုင်းလို့တကကငါးကဝင်ဖန်းနေအဓိကစစ်မှုတန်းရှာတာမေလ22ရက်နေ့ကလည်းခရီးသွားလူငယ်တွေတွေ့လို့တကကငါးကနေဝင်ဖန်းနေလူငယ်တွေကိုတကကငါးရဲဖန်းခေါ်သွားတာဟုဒေသတရင်ရင်းမြစ်ကပြောဆိုပါတယ်အလားတူအေယဟိုရီတိုင်းဘုကလေးမျိုးနဲ့ကျွန်းညိုကြီးကျွန်းဒေသတွင်လည်းယခုမေလအတွင်းစစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပေါ်နေကြောင်း အေယာဝတီတိုင်းအတွင်းနဲ့အင်ကပူမြို့နယ်ဘက်တွင်ခံစစ်ပင်ရန်အတွက်ဟုဆိုကာစစ်တပ်ကလူငယ်များကိုဝင်ရောက်ဖမ်းဆီးပေါ်တာဆွဲနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဘိုးကလေးဘက်မှစစ်တပ်ကလူငယ်တွေကိုနေရောညပါလိုက်ဖမ်းဆီးနေတာ။တချို့ထွက်ပြေးရင်းနဲ့အဆက်အသွယ်ပါမရတော့ဘူး။တည်သလားရှင်သလားမသိဘူး။ထွက်ပြေးသူတွေရဲ့မိဘတွေကိုလည်းအကြောင်းမျိုးမျိုးနဲ့ပြန်ခေါ်ပေးဖို့စစ်တပ်ကအကြက်ကိုင်းတယ်။အခုချိန်အခါလေယာမြေလုတ်ဖို့မိုးရင်းကာလလဲလုံးမဲ့သူတော်မရှိတော့တဲ့အထိရွာဘက်တွေမှာအခြေအနေဆိုးနေတာ။ တက်ကပြောတာကအေယော်ဒီတိုင်းကိုအေယော်ဒီတိုင်းကလူငယ်တွေတပဲကြံကာကွယ်ဖို့လုပ်ရမယ်ဆိုပြီးလူငယ်တွေကိုလိုက်ဖမ်းနေတာဟုဘိုးကလေးမျိုးနဲ့ကျုံညိုကြီးကျောမှပြည်သူတို့ကပြောဆိုပါတယ်အေအေဦးဆောင်သောဒေါ်လန်ရေးတံများကလေးမျက်နှာမျိုးနဲ့အတွင်ရောက်ရှိနေကစစ်ကောင်စီတပ်စခန်းအချို့ကိုတိုက်ခိုက်သိမ်းပိုက်မှုများကိုယခုနှစ်စံပိုင်းလှုပ်ဆောင်ခဲ့ကြကြောင်းအေအေကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။